这个保罗问 TB 了啦，本来是用 TB 了啦，保罗说：“哎呀，这个这个 CBA 的病毒，我爷爷啊，可以用这么老老老的嘛的，多无聊嘛！我说，哎，是不是那来西？这个哎呀，哎呀，没有呢，那老师给我编编哦。那那那，那怎么样？这个老多病了，我编不编哦？那呀，怎么样？我说，多安娜莎，这个姜哥。” ဟုတ်ကဲ့ဆရာဦးကြည်မြင့်ခင်ဗျာအခုစစ်ကောင်စီဥက္ကဋ္ဌကဒီနှစ်ကုန်တားမှု၈နှစ်ဆန်းမှာရွေးကောက်ပွဲလုပ်မယ်လို့သူထုတ်ပြောလိုက်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲတော့သူတို့ကတော့ရတဲ့နီးနဲ့လုံးမဲ့အနေအထားမျိုးလို့ကျွန်တော်တွက်ဆရပါတယ်အဲ့တော့အခုကျွန်တော်ရွေးကောက်ပွဲတော့ဒီဆွေးနွေးမှုမှာအဓိကမပြောလို့ပါဘူးရွေးကောက်ပွဲပြီးပေါ့နော်သူစစ်ကောင်စီဥက္ကဋ္ဌဒီတက်ချုပ်နေနဲ့သူအာဏာခိုးဝင်မှုမှာသူဘလို့ပုံစံစီစဉ်မလဲဆိုတဲ့အပိုင်းကိုဆွေးနွေးလို့ပါတယ်အဲ့တော့သူ့အနေနဲ့တမရနေရာကိုသူဝင်ပြီးတော့ထိုင်မလားဒါမှမဟုတ် တက်ချုပ်နေရမှာပဲဆက်ရှိမလားဆိုတဲ့အဓိကမေးခွန်းပေါ်လာတာပေါ့လေဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ရင်ပထမဦးဆုံးဆရာအနေနဲ့ဘယ်လိုသုံးသပ်ချက်ရှိလဲဗျာအဲ့ဒါအရင်ဆုံးသိလိုပါတယ်အဲ့ဒါကတော့ဟိုတိတ်ရွှေရွှေထွေထွေလို့ကျွန်တော်တော့မမြင်ပါဘူးဘာလို့ဆိုတော့ तू ကအာနာစသိမ်းတဲ့အကြောင်းကသမရယာဓုတောင်းတာသမရယာဓုတောင်းတာကိုမပေးတဲ့အကြောင်းသူအာနာသိမ်းတာဆိုတော့ तू သမရလောက်ကိုလောက်နောက်ဒီသမရလောက်ရမယ်အကြောင်းရင်းရတယ် ရှိတယ်ဗျအဲ့ဒါပါလို့ဆိုတပရဆိုတာ head of state head of state ဆိုတော့သူအမြင့်ဆုံးပေါ့နော်နိုင်ငံတကာမှာသွားရင်လေ head of state အနေနဲ့သွားတဲ့အခါမှာပိုးပြီးတော့ဂုံရှိတယ်တင့်တယ်တယ်ပေါ့အဲသူလိုချင်တဲ့ဟာလေဒါပဲလေအဲဒါတိချက်ပေါ့နော်တိချက်နေရတာပါလို့ဆိုတော့တမရဆိုလို့ရှိရင်၅နှစ်တက်တန်းနှစ်ကြိမ်လောက်ခွင့်ရှိမယ်လေကာကွယ်ရေးဦးစီးချုပ်ဆိုလို့ရှိရင်ဟိုအသက်က80ပြည့်နေပြီ80ဒီဆိုရင်တိတ်မကောင်းတော့ဘူးပေါ့အဲ့လိုရှိတယ်ပေါ့ ဟုတ်လို့ဆို ICC ပြဿနာလည်းရှိအဓိကအဲ့ဒါ head of state ဆိုရင်တော့မလွယ်ဘူးလေလွှတ်ပြောင်းပေးဖို့အဲ့အဲ့လိုရှိတာပေါ့ဟို head of state ဖြစ်တဲ့ခါကျတော့ဆယ်နှစ်လောက်လုပ်ခွင့်ရှိတယ် head of state ကျတော့ငါးနှစ်ငါးနှစ်နှစ်ကြိမ်လောက်လုပ်ခွင့်ရှိတယ်ပြီးတော့လည်းပဲဒီရွေးကောက်ပွဲကလောက်ကိုလုံးမှာလောက်ပြီးလို့ရှိရင်သူပဲသမရလုပ်ဖို့သူပြင်ဆင်ထားပြီးတရုတ်ကလည်းတရုတ်ကလည်းအသေးချာအကွက်ချထားပြီးသားပြင်ရွေးကောက်ပွဲပြအောင်လုပ်ဒါပဲငါတို့လက်ထောက်ခံအဲ့ဒါပဲတရုတ်ကတရုတ် ဆင်းပြေးတဲ့ဖဲတော့ကိုဝင်ရဲရတာဆိုတော့သမရသူလုတ်ကိုလုတ်အဲ့အဲ့လိုရှိတယ်ပေါ့ကာကွယ်ဥစ္စာကတော့မလုတ်ဖို့များပါတယ်ဘာလို့လဲဆိုတဲ့အခါကျတော့အပြောင်းလဲလုတ်ချင်လဲတန်နေပြီပေါ့အဲ့ဒါဟိုသူပုံစံတစ်မျိုးနဲ့လှည့်ထွက်ပြီးတော့သူကသူ့လူအယုံဆုံးလူထားမှာပဲအဲကြော်စော်လေးနဲ့ရဲလွင်ဦးမယ်ဆိုကျွန်တော်ဒီနောက်ဆုံးကတော့တကယ်တကယ်ဖိုင်နယ်ကြရင်တော့ရဲဝင်ဦးမယ်ဖြစ်သွားလိမ့်မယ်အဲ့လိုရှိပါတယ် အဲ့တော့သမရနေရာယူမယ်ဆိုတက်ချုပ်ကိုလက်လွတ်အောင်ပါအဲ့တော့တကယ်တမ်းအာနာကို တိုင်းပြည်အတွက်ဟိုနင်လားငါလားမိုးတဲ့ကြီးတဲ့ပုံတိုင်းပြည်ကိုကင်တွင်နိုင်တာဒီတက်ကပဲလုံနိုင်တာပေါ့နော်လက်ရှိနေထားရသူ့အနေနဲ့အဲ့လောက်ထိစွန့်နိုင်ပါမလားဟိုဒီအာနာကိုသူတော်တော်ကြီးကိုစွန့်အောင်ပါပေါ့နော်ဟိုအရင်လိုမျိုးဥတန်းရွှေလက်ထက်တုန်းကတော့ဟိုတိုင်းပြည်ကတည်တည်ငြိမ်ငြိမ်ရှိတယ်သူတို့ကင်နိုင်ထိန်းနိုင်တယ်ပေါ့နော်အခုလက်ရှိနေသားမှာ ဟိုစစ်တပ်ထဲမှာလည်းသူ့ပေါ်ယုံကြည်မှုကတော်တော်လေးကျနေတယ်တော့နောက်သူ့ရဲ့စစ်တပ်ရဲ့စစ်ရှုံးမှုကလည်းကြီးကျယ်ရင်ဆိုင်နေရတော့တက်အာနာကိုအဲ့လောက်ထိသွန်စွန့်နိုင်မှာမလားဆရာအဲ့ဒီပေါ်ကိုဘယ်လောက်ထိသူ့အတွက်အန္တရာယ်ရှိမယ်လို့ risk ယူရမယ်လို့ပြောနိုင်မလားဦးသိန်းစိန်တမရဖြစ်တော့သူကဦးစီးချုပ်ကိုဆောဦးသိန်းစိန်ကောင်းနိုင်နေနေနေကင်သွားတာပဲကင်သွားတဲ့ခါကျတော့ဦးသိန်းစိန်ကစီးဦးစီးချုပ်ကိုပိုင်တဲ့ခါကျတော့သူကြိုက်တယ်လို့နေထိုင်သွားတာပဲလေ တပါတီရလည်းသူကြောင့်ရက်ခိုင်ပါတီရဟလာဒေါ်စန်းစုကြည်ကိုပြိုင်ခွင့်မပေးတဲ့အခါကျတော့သူပဲတမရလို့သူပဲသူ့ပါတီနဲ့ပဲသွားတယ်အခုလည်းပဲသူစိတ်ကြိုက်လူတွေနဲ့ပါတီနဲ့ဟလာပါတီပေါင်းဘလောက်ဆိုတာလည်းလက်ကားပါဗျာအဲ့ဒါတွေကအဲဒီချိန်ကျတော့ရက်ခိုင်ရပဲလှုပ်သွားတယ်ရက်ခိုင်ပါတီနဲ့သူနဲ့သူ့တပည့်စီဦးစီချုပ်နဲ့သွားမှာဆိုတဲ့ရှောင်းမလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဘက်ကစစ်နိုင်အောင်မတိုက်နိုင်ဘူးဆိုရင်တော့သူကဘာမှအခက်အခဲမရှိဘဲနဲ့ရုရှားတရုတ်က အိန္ဒိယရဲ့ထိုင်းရဲ့အဲ့ဒီနိုင်ငံတွေရဲ့အကူအညီနဲ့ကမ္ဘောဒီးယားတို့ရေနံတို့လာအိုတို့ပေါ့ဗျာအဲ့လိုနဲ့သူဆက် run လုပ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့သူတမရလုပ်မယ်ဆိုလို့ရှိရင်ပေါ့လေကျွန်တော်တို့ကလည်းစစ်မနိုင်ဘူးဆိုရင်တော့ပြဿနာမရှိဘူးလို့ကျွန်တော်ထင်တယ်လေအဲ့တော့သူတမရလုပ်မယ်ဆိုရင်သူ့အတွက် challenge ပေါ့နော်ဒီအနောက်နိုင်ငံတွေကတော့ဒီရွေးကောက်ပွဲကိုတရားမဝင်ဘူးလို့ပြောထားတယ်နောက်အတိုက်ခံတွေတော်လိုင်းအင်အားစုတွေတော့ဒါလုံးဝဒီရွေးကောက်ပွဲကိုလက်မခံဘူး နောက်ပြီးခု ICC မှာပေါ့နော်ဖန်ဝရန်တင်ထားတာလည်းရှိနေတော့အဲ့တော့ရွေးကောက်ပွဲတရားဝင်မှုနဲ့သူတမရတကယ်တက်လို့ဝင်လဲတရားဝင်မှုပေါ့ဒါတွေကိုလွယ်ကူပါမလားဆရာအမေရိကန်ကတော့အထက်မတွင်တော့လေဖရန့်ရှိတယ်ဗျာကာလာပါလုံးဟိုတော့ဘသူမှရှိတယ်ကိုမထင်တော့နော်အခုကြီးလည်းမပေးမှာမဟုတ်အဲ့တော့ထရန့်ကတော့အထက်မတွင်တော့ဥရောပနိုင်ငံတွေကလည်းဒီတိုင်းဆိုရုရှားနဲ့ရင်ဆိုင်နေရပြီးတော့အဲ့သူကလည်းသူပြဿနာနဲ့သူရအဲ့လိုတွေဖြစ်နေတယ် ဖြစ်နေတဲ့အခါကျတော့သူကဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့စစ်နိုင်ဖို့ပဲစစ်မနိုင်ဘူးဆိုရင်တော့ legislative ရမှာပဲ legislative ရသွားတဲ့အခါကျတော့သူက ICC ကဝရမ်းထွက်သွားရင်တော့တမျိုးပေါ့ ICC ဝရမ်းလည်းထွက်မလာဘူးဆိုရင်တော့အဲသူကပိုးတော့လက်ခံငယ်မှာမှာငါလုံနိုင်တယ်လို့အဲ့လိုသူ့ကိုယ်သူသူ့ယုံကြည်ခြင်းပေးသလိုတော့ဖြစ်သွားလိမ့်။ဒါပေမဲ့ကျွန်တော်တို့ကထက်ထက်လဲလဲပြောနေရတာကျွန်တော်လည်းလူတော်တော်မုန်းပါတယ် ဘုန်းနဲ့ဆို NUG နဲ့ NU ထောက်ခံနေပြီပေါ့စစ်နေအောင်တိုက်ပါစစ်နေအောင်တိုက်ပါ NUG ဒီတိုင်းဆိုတော့ခဏစစ်မနိုင်သေးဘူးเนาะကျွန်တော်လည်းတော်တော်အမုန်းခံနေရပါဘာလို့သူပြောနေတာကြောင့်သူ legislative ရသွားလို့ရှိတော်တော်ဖက်သွားမယ်သဘောရှိတယ်ပေါ့အဲ့သဘောရှိပါလေเนาะဟုတ်ကဲ့အဲ့တော့ဦးတန်းရွှေတုံးကဒီချခဲ့တဲ့အကွက်ပေါ့เนาะခိုင်ခိုင်မာမာသူ့အထွက်ကိုသူတေးချချသွားတယ်သူ့အတွက်အန္တရာယ်မရှိအောင်အဲ့ဒီလိုအခင်းကျင်းမျိုးဒီစစ်ကောင်စီဥက္ကဋ္ဌအခု ကိုကျော်မူကြီးမင်းအောင်လိုင်းနေနဲ့တထေရတဲ့တပုံစံနဲ့လုံနိုင်မလို့ဆရာအထင်လားအဲ့ဒါတော့မလုံနိုင်ဘူးအဲ့ဒါတော့မတူဦးတန်းရွှေနဲ့မတူဘူးဦးတန်းရွှေရဲ့တက်ကိုလုံးဝအုပ်စီးနိုင်တယ်တက်ကလည်းအဲ့ဒီချိန်တုန်းကဒီလောက်ကြီးစိုးစိုးဝါးပျက်စီးမသွားသေးဘူးခုကျတော့ EO တွေကသူကမြို့ပေါင်း60ကျော်တိတ်ထားပြီလေနိုင်ငံရဲ့အခြေအဝန်မြို့ကြီးတွေပဲသူတိတ်နေနေတော့ပဲကျန်တဲ့ဟာတွေကိုတိတ်မရှိမထိနိုင်တော့ဘူးလေ ်လောက်ဥတိုင်းရွှေပုံစံမျိုးတော့သူမရဘူး။သို့တော်လည်းသူ legislative power ရသွားပြီ။သူလိုချင်တဲ့တမရလည်းဖြစ်သွားပြီ။တက်ကိုလည်းသူလုံချင်သလိုသူ့လိုလည်းလုံနိုင်ပြီဆိုရင်တော့သူစစ်နိုင်တိုက်ရေးဘက်ကိုနေမီတွေပြန်ရရေးဘက်ကိုလည်းဥလှည့်လာနိုင်တယ်ပေါ့ဗျာ။အဲနိုင်ငံကြီးတွေအင်အားကိုယူပြီးတော့ဟို short တော့လို့တော့ဟိုမရသေးဘူးထင်တယ်လေ။အဲ့လိုတော့ရှိတယ်။သို့တော်ကျွန်တော်တို့ကစစ်နိုင်အောင်တိုက်နိုင်မယ်ဆိုရင်တော့သူ့ရဲ့နောက်ဆုံးနေရက်တည်းက နီးသွားပါပြီအဲ့ဒါဆိုရင်အဲ့ဒါကျွန်တော်တို့ဘောပါလည်းမူတည်တယ်ပေါ့နော်အဲ့ဒါမျိုးဟုတ်ကဲ့အဒါကတော့သူတမရလှုပ်ရှင်နေဆိုတဲ့စန္ဒာဒါပေါ်လွင်တဲ့အတွက်ဒီပေါ်မှာတမရသူယူဖို့စီစဉ်ထားရဆိုတဲ့အပိုင်းကိုကျွန်တော်ဆွေးနေတာပေါ့လေအဲ့တော့တကယ်လို့ဟိုအခြေအနေတစ်ခုရသူ့ဘက်ကတက်ချုပ်ဟိုသူစိတ်မချလို့ဟိုတက်ချုပ်နေနဲ့ပဲထပ်ထိုင်ပြီးတော့ဒီဘက်ရွေးကောက်ဝယ်ပြီးကာလကို USDB နဲ့ပဲလွတ်နိုင်ကြရောရှိလားဥပမာဥခင်ယူကိုပဲတမရအနေနဲ့ဟိုထားပြီးတော့9နှစ်လောက်ပထမ9နှစ်လောက်မှာအဲ့လိုသွားနိုင်ကြရောဟိုရှိနိုင်ကောင်းလား ဘယ်အဲ့ဒီကလုံးဝမစင်စမ်းနဲ့တယောက်ကဘောလုံးကိုတဲပေးထားတာပင်နေဒီကိုတဲပေးထားတာဘောလုံးကိုအခင်ကြီးကိုတမရဘလုံးလုံးပေးပါလေသူပဲလုံးမှာဒီဇလန်အစတွေကသူထွင်းလာတဲ့ဇလန်နော်အဲ့ဒါတော့လုံးဝမဖြစ်နိုင်ပါဘူးနော်ဟုတ်ကဲ့အဲ့တော့သူတမရဖြစ်ပြီဆိုပါစို့ဆရာအဲ့တော့သူ့အနေနဲ့အခုတိုင်းပြည်လက်ရှိအခြေအနေကိုအပြောင်းလဲပေါ့နော်အရွေးအကောင်းဘက်ကိုသူလုံနိုင်ကြီးဘလောက်ရှိနိုင်မလဲအတိုက်ခံနေဘက်ကတော့ရွေးကောက်ဘွဲကိုလည်းလက်မခံဘူး ဆက်ပြီးတော့ຫນွေဥတော်လိုင်းရအရှိန်နဲ့တွားနေမှာပဲဆိုတော့ဘာများပို့ပြီးထူးကြလာမလဲအကောင့်ဘက်ကိုပြောင်းလဲနိုင်ကြရှိလားကြအဲ့အားတော့လုံးဝမပြောင်းလဲနိုင်ပါဘူးဗျာကျွန်တော်တို့၄၄နှစ်လောက်ကသူတို့နဲ့သူနဲ့နေလာပဲလုံးဝကိုတရားရခိုင်နှုန်းသိတော့ပါဘူးကျွန်တော်က legacy မိမိသူ့မရစေချင်တာတပရမဖြစ်စေချင်တာသူပိုးဖိနှိပ်လာမှာပိုးရက်ဆက်လာသူတက်တန်းဆွဲဆမ်းမှုတွေသူတသက်လုံးအုပ်ချုပ်မှုတွေနောက်ဆုံးအခြေခံဥပဒေပါပြင်ပလိုက်ဘယ်လိုလုပ်မလဲခင်ဗျာထရန်တော့ကိုကျန်းနေပြီ နောက်ထပ်သမရနှခလောက်အောင်မယ်လို့တော့သူကလောက်နေပြီဒီကဥတွေပြင်းပြီးတော့အဲ့တော့မင်းအောင်လည်း2000ကိုပြင်းပြီးတော့9နှစ်9နှစ်နောက်ခမ ्या ၄ခါတော့လုပ်မယ်လို့မပြင်းဘူးပြောနိုင်လားခမ ्या အဲ့အဲ့ဒါမလို့ဟိုကျွန်တော်တို့ကသူ့ကို legitimacy ပါဝါလည်းမရသေးဘူးရွေးကောက်ပွဲလည်းမဖြစ်စေချင်ဘူးဒါအောင်စစ်တိုင်းဘုံလောက်ပါလို့ပြောနေရတာသူခမ ्या ကလည်းသမရဖြစ်သွားပြီးနောက်ခမ ्या သူ့လိုချင်တာရရသွားပြီဆိုအခြေခံဥပဒေပြင်းသွားပြီဆိုတသက်လုံးမစင်းတော့ဘူးလေခမ ्या ရှင်ကြီးမင်းကြီးပါလားခမရနှကားပဲလောက်ရမယ်ဥစ္စာကိုပြင်လိုက်တာအချိန်ကဥပဒေကိုအခုရှင်ကြီးမင်းရတ္တမသမရာဖြစ်သွားပြီခမရခမရအဲ့ဒီနမူနာလေးရှိထားတယ်ဗျာအဲ့တော့ तू မလုပ်ဘူးလို့ခမရကျွန်တော်ထင်တယ်တရားရဂိုင်းတို့လုပ်ပါပဲဗျာကပီးရောကျွန်တော်အဲ့လိုထင်တယ်ဟုတ်ကဲ့တခုရှိတာကစစ်ကောင်စီဥက္ကရာကဟိုပြီးခဲ့တဲ့ဟိုမွန်မျိုးသားနေ့မှာသူ့ရဲ့တောင်းဝန်လောင်းမှာရေးထားတာဟိုလက်နဲ့ကင်တက်ခတ်မှုတွေရက်ဖို့ဆိုတဲ့သဘောမျိုး तू အမိန်ပေးတာမဟုတ်ဘူးကွာရက်ရက်ကြပါဗောမြစ်တရက်ကန်တဲ့ပုံစံမျိုးတွေ့ရတယ် ဆိုတဲ့ခါကျတော့သူတမရဖြစ်လာရင်ကုနာလို့ဟိုတိုင်းရင်းသားတွေကိုအခွင့်အရေးပို့ပေးပြီးတော့ကုနာဟိုအဓိကတိုင်းရင်းသားတွေနဲ့ညှိနှိုင်းမှုတွေပေါ့နော်ပို့ပြီးတော့သူလှုပ်လာနိုင်လာဆရာအဲ့ဒီပေါ်ဘယ်လိုမြင်လဲအဲ့ဒါတော့ကျွန်တော်တို့တက်90လိမ့်လာတာကိုထပ်ပြီးတော့အလင်ခံရင်းနေဆိုရင်လည်းယုံမော့ဗျာအဲ့စကားဟုတ်နော်90ဘုံနေဝင်းကလည်းမျိုးစုံလိမ့်နေဘ ෝජ ုတ်ကြီးနေဝင်းကဥနေဝင်းကအာနာလွှဲတယ်နောက်70ကျော်အာနာသိမ့်ခိုင်းတာလည်းသူပဲသိမ့်ခိုင်းတယ် 50ခုနှစ်ရွက်ကောက်ပွဲလုပ်ဝင်မှာပဲဆိုပြီးတော့လူလူကိုလှဲစားတယ်အင်နီးယားယုံတယ်ရွက်ကောက်ပွဲဝင်တဲ့အလိန်ခံရတယ်2008လုပ်တယ်ဒေါန်ဆန်းစုကြည်ရွက်ကောက်ပွဲမဝင်ရအောင်လုပ်တယ်သူတို့ရွက်ကောက်ပွဲနိုင်ပြီးတဲ့အခါဒေါန်ဆန်းစုကြည်ကြာပြတ်မှာဝင်ခိုင်းတယ်နောက်တစ်ခါ9နှစ်အာဏာပေးတယ်နောက်အာဏာပြန်သိမ်းတယ်နောက်လဲဂူထီလဲဒေါန်ဆန်းစုကြည်အချုပ်ထက်မှာထည့်ထားတယ်အနိုင်ရပါတီကိုအကုန်လုံးဖမ်းချုပ်တယ်အဲ့ဒီဟာဒီကြားထဲမှာ နော်တိုင်းသားတွေလည်းကျွန်တော်တို့ပြည်မကြီးအလူတွေကဗမာဗမာချင်းမလို့ဟလာယုံနေထားအောင်တိုင်းသားတွေကတော့လုံးဝမယုံတော့ဘူးတိုင်းသားတွေကတော့လုံးဝမယုံတော့ဘူးအဲ့ဒါကသူဘလို့ပဲတရားဟောနေနေတိုင်းသားတွေကတော့မယုံတော့ဘူးကျွန်တော်တို့ဗမာကိုတရားဟောရမယ်ဆိုရင်ညံ့နေလူကခံဖို့ဗျာတိုင်းသားတို့တော့လုံးမရတော့အဲ့ဒါတော့အသေးချာပဲဗျာနော်အဲ့ဒါအဲ့တော့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုလည်းမလိုလားဘူးနောက်စစ်ကောင်စီတရားဝင်မှုဖြစ်လာမှာ အခုဆိုရင်စစ်ကောင်စီဥက္ကဋ္ဌကပါဒါတမရနေရာမှာ legitimacy ယူဖို့အခြေအနေဖြစ်လာတာဆိုတော့ဒါတွေကိုမဖြစ်ဖို့တားဆီးလို့တဲ့တခြားအပြောင်းလဲပုံစံကိုလိုလားတဲ့တော်လိုင်းအင်အားစုတွေဘက်ကရောဟိုစန့်ကျင်နေဆိုတာထက်ပေါ့နော်ကိုယ့်ဘက်ကဘလို့ခင်းချင်းနေချပြလှုပ်ဆောင်မှုလို့မလဲကျွန်တော်တို့ကတော့အသက်ရှင်စေလဲရှိပြီညာကျွန်တော်ကတော့ဘယ်လုံးနိုင်တော့မှာလဲလက်တွေ့အကြံဉာဏ်ရောပြေးပြီအနာအားပေးမယ်ဒီလောက်ဝယ်လုံးနိုင်တာပေါ့ကျွန်တော်တို့လောလောဆယ် ကျွန်တော်2021အာနာသိနေရတော့တောက်လျှောက်ထောက်ခံလာတယ်အန်ယူဂျီကပဲခေါင်းဆောင်ပြီးယူထားတာပဲဒါကြောင့်မလို့သူ့ကိုကျွန်တော်ကခမားပြုတ်ဝင်ပြောင်းလဲမှုစစ်နိုင်အောင်လုပ်ပါစစ်နိုင်မှုပြုတ်ဝင်ပြောင်းလဲမှုလုပ်ပါပြပနဲ့စစ်တိုက်နေလို့မရဘူးလာကစားစိတ်တတ်နေလဲတိုက်နေလို့မရဘူးခမားတို့အန်ယူဂျီဖွဲ့ကြီးကိုလည်းစစ်နိုင်တဲ့အဖွဲ့ကြီးပြင်းဖွဲ့ပါစစ်နိုင်တိုက်ပါလို့ပြောနေရတာအကြောင်းမဲ့မဟုတ်ဘူး စစ်မနိုင်စစ်နိုင်မှုကြာသွားရင်မင်းရောက်လာရင်သမဏဖြစ်သွားရင်အခြေခံအဝတ်တွေပြင်းပလိုက်ပြီးတော့ခမရအကန့်အမရှိသမဏလှုပ်သွားတော့မှာနောက် legitimacy power ရသွားရင်ဟလား ICC ဝရန်ထွက်မလာဘူးဆိုရင်သူကဘာဟိုမှာပတ်သွားနေတယ်နော်ခမရအဲအဲ့လိုခမရအဲ့အဲ့လိုဥရောပနိုင်ငံတွေဆိုတာလေခမရကမ္ဘာနိုင်ငံကြီးဆိုတာလေတည့်ရတိုင်းပဲအနာရတဲ့လူကိုပဲ ူများပေါင်းကြတာဗျာအဲ့ဒါမျိုးကဗီယက်နမ်သူတို့လည်းလေလို့ရသွားပြီတရုတ်ကလည်းသူတို့လည်းလေလို့ရသွားပြီရုရှားကတော့ပြောမနေတော့သူအဲ့လောက် legitimacy power ပေးလို့မဖြစ်ဘူးဒီလိုတို့တော့တားလိမ့်မယ်နော်အဲ့လိုလုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့စစ်နိုင်မှုအတွက်ပြင်ဆင်ရလိမ့်မယ်ညီညွတ်ရလိမ့်မယ်အဲ့ဒီညွတ်တူရဲမဖြစ်ဘူးဆိုလဲတပ်ပေါင်းစုနဲ့တိုက်ပေါ့ဗျာသဘောကပြီးတော့ NUG ကဂတိပေးထားတယ်ကျွန်တော်တို့ပြုမင်ပြောင်းလဲပါမယ်ပြုမင်ပြောင်းလဲမျိုးလုပ်ပဲဆို တမနာကြီးကလည်းပြောတယ်ဝင်းချုပ်ကလည်းပြောဒါမလို့အခုတော့ဘာမှပြောင်းလဲပေါင်းလို့မလုပ်တာတို့တို့ဒီလူတွေနဲ့ဒီလူတိုင်းပဲဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ဘက်ကဟိုဘာလုပ်ရမလဲဘယ်လိုခုခံရမလဲဆိုရင်တော့ကျွန်တော်တို့ဘက်ကလည်းပြုပြင်ပြောင်းလဲမှုတွေနဲ့စစ်နိုင်တိုက်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်အပေါင်းစုနဲ့တိုက်ရလိမ့်မယ်တက်ကအည်သွေးကိုလည်းမြင့်ရလိမ့်မယ်ကြားနေလို့လည်းမဖြစ်ဘူးတော့မြန်မြန်နိုင်အောင်တိုက်ကြရလိမ့်မယ်ကျွန်တော်တို့ဒီလိုအကြံပေးနေတယ်ဗျာအဲ့လိုလည်း ဟုတ်ကဲ့ဆရာဦးချင်းမြေကျေးဇူးအများကြီးတင်ပါတယ်အခုလို့တုံးသက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ